ကြည်ရှားပေးနေတဲ့ပရိသတ်အတုံးမင်္ဂလာပါ2025မေလ17ရက်နေ့မြန်မာသက်ကရ1380ခုကစုံလပြည်နေဒီနေ့ဒီရက်မှာမူလဆန်းရှင်တဲ့ကကတော်ဒီနေ့ခတ်ဖြစ်တဲ့ လက်နေရကရှေးမြောက်ရစန္တီယရကအနောက်ရရဘောရရကအနောက်တောင်ရတို့ဖြစ်ကြလေကောင်းရင်ဂျိုနေသားပိုင်းမှာမိစ္ဆာယာတိမှာတနည်းငွေဂျိုနဲ့ပုတ်ထုဂျိုတို့တည်ရှိတယ်ပြိဿယာတိမှာခြာသာပရိဂျိုတည်တယ်ကရကယာတိမှာအင်္ဂါဂျိုတည်ရှိတယ်ကံယာတိမှာ ကိတ်ကြိုတည်ရှိပြီးတော့တူရာဒီမှာတနင်္လာကြိုတည်ရှိတယ်မေယာဒီမှာတောက်ကြကြိုစနေကြိုနဲ့ယာဟုကြိုတော့တည်ရှိနေပါတယ်မေတ္တရာဒီဘွားတွေအတွက်ကြောင်းလဲခြင်းနဲ့တိုးတက်ခြင်းရှိမယ်ခီးကိစ္စဆောင်ရွက်မှုလာကြောက်ဖွဲ့မယ် သူပြောပဲချုပ်ပေမဲ့တိတ်တရာဒီဘွားတွေအတွက်ရှင်ပြန်မှုမှန်သမျှအောင်မြင်မယ်ပေါ်ပေါက်လာတဲ့အကြံဉာဏ်သစ်တွေကိုလက်တွေ့ကောင်းတဲ့ပေါ်ပြီးဘဝတိုးတက်မှုကိုရရှိနိုင်တယ်မေထုံရာဒီဘွားတွေမှာရပိုင်ခွင့်တွေပြန်လဲတောင်းဆိုနိုင်တယ်ဆိုင်းကရက်တက်ထားတဲ့လုံငန်းရက်တွေကိုပြန်လဲလှုပ်ရွေးကောင်းသောအကျိုးချင်းစုရရှိနိုင်တယ် ကရကတ်ရာသီဘွားတွေမှာရန်တိုက်ခံနေတဲ့ကြောင့်ပဲမတော်တဆထိခဲ့မှန်လည်းကိုဆက်ရမယ်ရင်ကားမောင်းနေမှုသတိထားပါကတိပြည့်သူတွေလည်းတွေ့တတ်တယ်သင်ရာသီဘွားတွေအတွက်လုံသမြရည်ရွယ်သမြချက်စီသမြအောင်မြင်မယ်အခက်အခဲတွေဖြေရှင်းနိုင်နေမယ်ရှင်မချက်တဲ့တွေကိုကောက်တဲ့ပေါ်တွေ့တတ်မှုရရှိနေမယ် ကံရာတိဘွားတွေမှာရရဆင်ပြေမယ်ကိုလှုပ်တဲ့ဉာဏ်စီတဲ့အတော့ဉာဏ်စီတွေကိုအောင်မြောင်တို့နိုင်တယ်အခက်ခဲတွေကိုဖြေရှင်းနိုင်တဲ့နေကောင်ဖြစ်တယ်တူရာတိဘွားတွေမှာရပိုင်ခွင့်တွေပြန်လဲတောင်းဆိုနိုင်တယ်ပေါ်ပေါက်လာတဲ့ဉာဏ်ဉာဏ်သစ်တွေကိုရှေ့တွန်းတော့ခိုင်နိုင်တယ်ရတ္တထားတဲ့ဒုတ်တွေပြန်လဲစတင်နိုင်တယ် ဘိဆာယာတိဘွားတွေအတွက်ဥတီကျပြောင်းပြီးလောက်ကံအောင်ပြည့်မယ်။ဝေကြီးကကောင်းခြင်းတဲ့ဘဝတုတ်တဲ့ခြင်းကိုချောင်းမယ်။ချက်ချင်းဆုံးဖြတ်ပြီးရှေတုလောက်ကံခြင်းနဲ့အောင်ပြည့်မယ်။ဓနုယာတိဘွားတွေမှာခီးကံကောင်းမယ်။လူမျိုးပဲချိုးပေးမယ်။အရဝေးတဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်ချိုးပေးမယ်။မကာရယာတိဘွားတွေစူပေါင်းလုပ်ငန်းချိုးပေးမယ်။စီဝကံလောကကံဘဝကံတုတ်တဲ့ခြင်းနဲ့ အလိုပြည့်စုံနေနေကိုရမယ်။ကုံရပြည်ပွားတွေအတွက်ကတော့ရတ္တနဲ့တုတ်တေစတင်နိုင်တယ်။ရှင်သီသူများနဲ့စကားများတဲ့တဲ့။ရုတ်တရက်သွားလာတုတ်ရှားလိုက်တဲ့တုံကတခုအနေထူကြတဲ့ကျိုးဆက်ရပြီမယ်။မေယာပြည်ပွားတွေမှာအပြောဆိုမှတ်တဲ့အထင်မှန်ခံရတဲ့ဆုံးဖြတ်ချက်မှလို့ဝေကုံကြည့်ချရတဲ့ ဒီနေ့ဒါကာလအတွင်းမှာအဖြူရောင်အစိမ်းရောင်ပြီးကိုရောင်ပြားရောင်တို့နှစ်ရောင်တို့ကိုသုံးဆွဲပါဒီနေ့ကဆုံလာပြည်နေ့ဖြစ်တဲ့ရောင်ရည်သွင်းခြင်းကုသိုလ်ကောင်းမှုကိုလုပ်ရမယ်အရှင်ဘုရားမြတ်စွာဘုရားဖရာပြည့်ကိုရောက်ရှိမယ်ဆိုရယ်ဗျာဒိတ်တော်ကိုရရှိခဲ့တယ်နောက်ဒီနေ့မှာပဲကဆုံလာပြည်မှာပဲရှင်ဘုရားမြတ်စွာဘုရားဟောရမှုတဲ့နေ့ရက်ဖြစ်တယ် ဒီနေ့ကစုံလာပြည့်နေ့မှာပဲရှင်ဘုရားမြတ်စွာဘုရားသည်သစ္စာတေပါကိုထိုးရင်းကြည့်မြင်နိုင်တယ်။ဘောဓိပင်ကြီးလည်းဒီနေ့ဒီရက်မှာပဲထွက်ပေါ်လာခဲ့တယ်။နောက်ဒီကစုံလာပြည့်နေ့မှာပဲအရှင်ဘုရားမြတ်စွာဘုရားပြိနိဗ္ဗာန်ဆောင်ဝင်တော်မူတယ်။ဆိုတဲ့ဖြစ်ရတရားတော့ဟာဒီကစုံလာပြည့်နေ့တိုက်ဆိုင်ဖြစ်တော်နေတယ်။ဒီနေ့ဒီရက်မှာ ကိုယ့်ရဲ့ကံကြမ္မာနဲ့တိုးတက်မှုတွေရဖို့အတွက်ကုသိုလ်ကောင်းမှုတွေရအမြဲတမ်းမြင့်မြတ်တဲ့နေ့တစ်ခုဖြစ်တယ်။ဒီနေ့ပြုသောကုသိုလ်တွေကမြင့်တယ်။ရောင်ရည်သွင်းဝဲနဲ့ပတ်သက်တဲ့ရောင်ရည်သွင်းခြင်းကုသိုလ်ကောင်းမှုသာမကသတ္တဝါတို့ကိုဘေးမဲ့တို့ချင်းအပန်းဝဲအချားမိမိလက်လန်းမိတဲ့ကုသိုလ်ကောင်းမှုတို့ကိုဆောင်ရွက်ပါဒီနေ့ပြုသောကုသိုလ်ကောင်းမှုတို့ဟာထူးခြားတဲ့ ကံကြမ္မာဖြစ်ရတူကိုဥတီဖြစ်ထွန်းစေနိုင်မယ်မိမိကိုမိမိသန့်စင်နိုင်တဲ့နေကောင်းတစ်ခုဖြစ်ပါလေကျေးဇူးတင်ပါတယ်